အာကစားနယ်လူငယ်ရေးရာဝန်ကြီးဌာနနဲ့ဟိုတယ်နှင့်ခီးသွားလိုက်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးချန်ဖန်းတော်တောင်သည်ဒီနေ့မနက်ပိုင်းမှာနေပြည်တော်ရှိဟိုတယ်နှင့်ခီးသွားလိုက်ဝန်ကြီးဌာနနီလာခမ်းမမှာမြန်မာနိုင်ငံခီးသွားလုပ်ငန်းဈေးကွက်မြင့်တင်အသင်း MTM ရဲ့2025 2026ခုနှစ်တက်တန်းအတွေ့တာဝန်ထမ်းဆောင်မဲ့အလုပ်မှုဆောင်များအားတွေ့ဆုံခဲ့ရာမြန်မာနိုင်ငံခီးသွားလုပ်ငန်းဈေးကွက်မြင့်တင်အသင်းဥက္ကဋ္ဌနဲ့တာဝန်ရှိသူများက2025 2026ခုနှစ်တက်တန်းအတွေ့တာဝန်ယူဆောင်ရွက်မဲ့အလုပ်အမှုဆောင်အဖွဲ့ဝင်များနဲ့မိတ်ဆက် ေးပြီးအသင်းမှကြီးသောလုပ်ငန်းဈေးကွက်မြင့်တင်ဆိုင်ရာဆောင်ရွက်ထားရှိမှုအခြေအနေများဆက်လက်ဆောင်ရွက်မဲ့လုပ်ငန်းစဉ်များကိုရှင်းလင်းတင်ပြမှုနဲ့ဆက်လင်းပြီးပြည်ထောင်စုမှကြီးကမြန်မာနိုင်ငံကြီးသောလုပ်ငန်းဈေးကွက်မြင့်တင်အသင်းအနေနဲ့ကြီးသောကဏ္ဍတိုးတက်ရေးအတွက်ပုဂ္ဂလိကကဏ္ဍပြုပြင်ပြောင်းလဲရေးမဟာဗျူဟာများ private sector reform strategy နဲ့ရှင်းပြနိုင်စွမ်းမြန်မာတိုးတက်လာရေး private sector competitiveness capacity တို့မှာဝန်ကြီးဌာနနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလို့ကြောင်းကြီးသောလုပ်ငန်းဈေးကွက်မြင့်တင်ရန်ရည်ရွယ်ပြီးမီဒီယာ ားများနဲ့ခီးသောလုပ်ငန်းကဏ္ဍမှာကိုယ်စားလှယ်များပါဝင်တဲ့ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခီးစဉ် fan trip များကိုလည်းစီမံဆောင်ရွက်ပေးကြစီလိုကြောင်းနဲ့လုပ်ငန်းများကိုအချိန်အဟုန်မြင့်တင်ဆောင်ရွက်သွားကြရန်တိုက်တွန်းမှကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ